အာရှဖလားခြေစစ်ပွဲဝင်ပြိုင်မဲ့မြမလက်ရွေးစင်အတင်းရဲ့လူစင်းမှာရွေးချယ်ခံထားတဲ့ရန်ကုန်တိုက်စင်မှုကြော်ကူကနီးပြချုပ်ဂစီစီနဲ့နှွေးထွေးတဲ့ဆက်ဆံရေးတိစောက်မယ်လို့ပြောဆိုခဲ့ပါတယ်။ကြော်ကူကနီးပြချုပ်ဂစီစီချမှတ်ထားတဲ့စီကံတွေကိုဖောက်ဖျက်ခဲ့တာကြောင့်စူစကီပြိုင်ပွဲဝင်လူစင်းကနေထုတ်ပယ်ခံခဲ့ရဖို့ပါတယ်။ဒီသတင်းအသေးစိတ်ကိုသတင်းအေဒါကိုရဲရင်ထေကသတင်းရယူပေးထားပါတယ်ခင်ဗျာ။ အာရှပလာချေစပွဲဝင်ပြန်မယ်မြမလရွေးစင်အတင်းလူစင်းမှာရွေးချက်ခံထားရတဲ့ရန်ကုန်တိုက်စစ်မှုကြော်ကိုကနီးပြကြုတ်ဂစီစီနဲ့နှွေးထွေးတဲ့ဆက်ဆံရေးတိဆောက်မယ်လို့ပြောပါရယ်ကြော်ကိုကဟာနီးပြကြုတ်ဂစီစီချမှတ်ထားတဲ့စည်းကမ်းတွေကိုဖောက်ဖျက်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ Suzuki ပြိုင်ပွဲဝင်လူစင်းကအထောက်ခံခဲ့ရဘူးသူပါပြန်နေအာနူးနူးလူလူဆက်ဆံမှုပေါ့နော်ဥမာပေါ့ဟိုမင်္ဂလာပါပါညာအဲ့လိုမျိုးနှုတ်ဆက်ဟိုတောင်တောင်နှုတ်ဆက်တာတော့ကျွန်တော်အဲ့လိုအချိန်မျိုးရှိခဲ့တယ် ကျော်ကိုကိုဟာ2017စီးကိန်းမှာမြန်မာယူ23သင်းနဲ့တူခြေစွမ်းပြကစားနိုင်ခဲ့ပြီးပြိသက်အချစ်တော်ကစားသမားတို့ဖြစ်လာပါတယ်။ဒါပေမဲ့ကျော်ကိုကိုဟာနီးပြရည်နဲ့ဆက်ဆံရေးနဲ့ပတ်သက်ပြီးအမဲလိုပြဿနာရှိတယ်လို့လည်းသတင်းကြီးပါတယ်။အသင်းမှာပဲကစားသမားမှအထူးခွင့်ရရမှာမဟုတ်ပါဘူး။ကျော်ကိုကိုကကစားသမားကောင်းတစ်ယောက်ပါ။ဒါပေမဲ့စီကံမိုင်းမကောင်းရင်တော့သူလည်းတခြားကစားသမားတွေလိုပဲရေးယူခံရမှာပါ။မြန်မာလူရေးစင်တိုက်စစ်မှုကျော်ကိုကိုဟာ2017စီးကိန်းပြီးမှဂျာမနီနိုင်ငံကကလပ်အသင်းတွေကိုတွားရောက်ကစားမယ်လို့သတင်းတွေထွက်ခဲ့မှုပါတယ်။ လက်ရှိချိန်မှာလည်းကျော်ကိုကိုကိုအာဆီယံဒေသရင်းလိတွေဖြစ်တဲ့မလေးရှားစင်ကာပူထိုင်းလိတွေကအသင်းတွေကခေါ်ယူဖို့စိတ်ဝင်စားနေပါဗျာ